ယဟန်တော်များဝါရင်ခီးသွားတဲ့အခါဝါပန်ခြင်းဘူးသူဒ္ဒနိခီးတခုသွားပြီးဝါကျွတ်တီအထိဝါဆိုရာအကြောင်းကိုပြန်မလာသည့်အခါညီတိအပတ်တင်ပါတယ်ဖေယားဘလို့ဆောင်ရပြီးမှသွားရင်အပြစ်ကင်းလို့ပါတယ်ဖေယားအဲ့တော့ဝါရင်ကာလမှာဦးဇင်းတို့ဟိုဆရာတော်ကြီးတွေပြောလေးရှိတယ်တုံတုံးတုံလို့ခေါ်တယ်ယဟန်တော်တွေမှာဦးဇင်းတို့ပန်ဝါပန်ပြီးတော့သွားရတာပေါ့နော်ဝါပန်တယ်ဝါပန်တယ်ဆိုတဲ့နေရာမှာလည်းဟိုပါဇက်ကဆိုမှတော့မဟုတ်ပါဘူးဒါဦးဇင်းတို့လည်းဝိနည်းဆရာတွေဒါတွေရေးပြီးသားရှိပါတယ် ဟိုစိတ်ထဲကနေနှလုံးသွင်းလိုက်ရတယ်ဟိုခုနှစ်ရက်အတွင်းငါပြန်လာမယ်ပေါ့နော်ခုနှစ်ရက်အတွင်းပြန်လာမယ်ဆိုတော့စိတ်နှလုံးသွင်းရမယ်အဲ့ဒါကိုပဲဝါပန်တယ်လို့ခေါ်လာဒါပေမဲ့ဝါပန်ကြလိုက်ပန်လို့ရသလားဆိုအကြောင်းရှိရမယ်အဲကျမ်းမာရေးကိစ္စပေါ့နော်မိဘတွေဆရာသမားတွေနော်ကိုယ့်ရဲ့တပည့်တွေပေါ့နေမကောင်းဖြစ်တယ်ဆိုလို့ရှိရင်ကျမ်းမာရေးကိစ္စရှိတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်မပင့်မဖိတ်ရင်လည်းသွားလို့ရတယ်အဲ့တော့မပင့်မဖိတ်နဲ့မပင့်မဖိတ်ပဲနဲ့သွားလို့ရတဲ့ဥစ္စာကမိဘကိစ္စဆရာသမားကိစ္စနော်တပည့်ကိစ္စတွေပေါ့ အဲ့လိုကိစ္စတွေရှိတယ်ဆိုလို့ရှိရင်တော့မပင်မဲနဲ့လည်းသွားလို့ရတယ်။ကျန်တဲ့ကိစ္စတွေဆိုလို့ရှိရင်တော့ဒကာဒမတွေကပင့်မှရမယ်။ပင့်နေတဲ့နေရာမှာ၃မျိုးရှိတယ်ပေါ့။ဓာတုံလို့ခေါ်တယ်။ဓာတုံဆိုတာကလှူဖို့တက်။ရှင်ပြတပြို့တို့ဟိုသင်ငန်းနဲ့ကက်ချင်လို့ပါဗျာ။ចောင်းရည်သက်ချင်လို့ပါဗျာဆိုရင်တော့ဒါလှူဖို့ပင့်တာလေ။အဲ့ဒါဆိုလို့ရှိရင်ခုနှစ်ရက်အတွင်းပြန်လာမယ်ဆိုတဲ့ဝါပန်မယ်ဆိုတဲ့စိတ်နဲ့နော်ဝါပန်ပြီးတော့သွားလို့ရတယ်။အဲ့တော့တောတုံတောတုံဆိုတာကတရားနာဖို့ ်တပြုတ်တို့ဘုရားရှင်ဘုရားထံမှာတရားနာခြင်းပါတယ်ဘုရားကြွပြီးရှိမှောက်ပြပါဘုရားဆိုရင်တရားနာခြင်းလို့ပင့်တာအဲ့လိုဆိုရင်လည်းဦးဇင်းတို့ဝါပန်ပြီးတော့သွားလို့ရတယ်ဝါပန်နေဆိုဆောစောပြောသလိုခဏရက်အတွင်းပြန်လာမယ်ပေါ့နော်အဲနောက်တခါဦးဇင်းတို့ဒါတုံတော့တုံပတ်တိတုံရှင်ဘုရားဖူးခြင်းပါတယ်တပြုတ်တော့နေမကောင်းဖြစ်လို့ပါနော်ဆရာတော်ကိုဖူးခြင်းလို့ပါဘုရားအဖူးမြော်ခဲအဖူးမြော်ခြင်းနဲ့စိတ်နဲ့ပင့်လဲသွားလို့ရတယ်အဲ့တော့ဒါတုံတော့တုံပတ်တိတုံ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 လို့ခေါ်တယ်လူတန်းဖို့ တရားနာဖို့ဖူးမြော်ဖို့ဒီကိစ္စသုံးခု ਨੇ ဘယ်တကာတကာမှပဲပြင်ပြင်အဲ့ဒါဆိုလို့ရှိရင်တော့သွားလို့ရတယ်ဒါပေမဲ့သူအကြ ాయి တော့မဟုတ်ဘူး9ရက်အတွင်းအရောက်ပြန်ရမှာပေါ့နော်ပြန်ရမယ်စိတ်ထဲမှာနှလုံးသွင်းရမှာပေါ့9ရက်အတွင်းပြန်လာမယ်အဲ့တော့နှစ်ခုရှိတယ်မပြင်ပဲနဲ့သွားလို့ရတဲ့ကိစ္စကမိဘဆရာသမားနော်အဲ့တော့တရင်သုံးပေါ်ရိကိစ္စပေါ့ကျမရဲ့ကိစ္စနောက်တကာတကာမှတွေဆိုလို့ရှိရင်တော့ခုနကလူတန်းဖို့တရားနာဖို့ဖူးမြော်မယ်ဆိုတဲ့ဒီကိစ္စမျိုးသုံးခုနဲ့ပြင်ရင်တော့သွားလို့ရတယ်နော်အဲ့တော့9ရက်အတွင်းပြန်လာမယ်ပေါ့နှလုံးသွင်းပေါ့ တော့ခொနေရဲ့ကြော်သွားလို့ရှင်တော့ဒါဝါကျိုးတယ်ခေါ်တာပေါ့နော်ဘာကိစ္စပဲရှိရှိခொနေကြော်လို့တော့မရအောင်မိဘကိစ္စပဲဖြစ်ဖြစ်ဆရာသမားကိစ္စပဲဝါကျိုးခொနေကြော်လို့မရအောင်အဲ့တော့ကိုယ်ကိစ္စမပြတ်သေးဘူးဆိုရင်ပြန်လာမှာပဲကိစ္စမပြီးသေးဘူးမိဘကနေမကောင်းသေးဘူးဒါမှပြန်လာမှာပဲပြန်လာပြီးတော့တ냐ပြန်အိတ်ကိုเจ้าမှာတ냐ပြန်အိတ်ပြီးတော့ဝါပြန်ပန်ပြီးထထွက်လို့ရတယ်တော့အဲ့တော့ခொနေရဲ့ထွက်ကြော်လို့ကိုမရလားနော်အဲ့လိုအဲ့တော့ခဏရပြင်တစ်ခေါက်မပြည့်ခင်တစ်ခေါက်ပြန်လာပြင်တခြားအเจ้าမှာတ냐ပြန်အိပြီးနောက်တစ်ခေါက်ပြန်ထွက် ပြင်ခွန်း6ချက်လောက်လေးတရပြန်လာပြန်အဲ့ပြန်ထွက်အဲ့လိုတော့လာရတယ်အဲဝါကျိုးရင်ဟုတ်တယ်သူကအာဘက်တင်တယ်တော့ခေါ်ပါတယ်ဝါကျိုးရင်အာဘက်တင်တယ်ပြီးလို့ရှိရင် तू ကနောက်ဆက်တွဲကဘာရဘာဖြစ်လဲဆိုတော့ကထိန်ခင်းလို့မရဘူး तू ကကထိန်ခင်းတယ်ဆိုတာကဒီဝါမကျိုးတဲ့ပုံကမှကထိန်ခင်းလို့ရတာအဲ့ဝါကျိုးတဲ့ပုံကကထိန်ခင်းရင်ကထိန်မမြောက်တော့ဘူးပေါ့နော်အဲ့တော့တခုတော့ရှိတာတချို့ကနားလည်းမှုတခုလွဲတာကဘာလဲဆိုတော့ဝါကျိုးရင်ဝါမရတော့ဘူးလားလို့ပြောတယ် ဥမာပေါ့ဥစဉ်ကအခုဒီမှာ15ဝါပေါ့နော်15ဝါဝါကျိုးသွားတယ်ဆိုရင်14ဝါပဲတဝါမရတော့ဘူးလားပေါ့ကျိုးသွားပြတ်သွားတာပေါ့မပြိုးမကျိုးပါဘူးပေါ့ဝါကျိုးတယ်ဆိုတာအဘက်တဲ့နဲ့ခနေခင်းလို့မရဘူးတဝါတော့ရပြီးသားတဝါတော့ရတယ်